မင်္ဂလာပါရှင်။ဘောင်မခိတိတရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပြီးမတ်လ24ရက်မနက်9:00နာရီတရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်အနေနဲ့ကာကွယ်ရေးဝန်ကြီးမြေပြင်၌ရှိနေခြင်းတစ်ခုရဲ့ဖြင့်အထက်ကိုယုံကြည်ပြီးရှေ့ဆက်နေသော PDF ကလေးခိုင်တရင်လေးတက်မှုပြောဆိုတဲ့တရင်မျိုးဖြစ်ပါရရှင်။ အမျိုးသားညီညွတ်ရေးအစိုးရကာဝေးဝန်ကြီးဌာနဝန်ကြီးဦးရမုံကိုရိုင်းပြည်သူ့ကာဝေးရေးတက်မတော် PDF ရဲဘော်များနဲ့အတူမြေပြင်၌ရှိနေခြင်းတစ်ခုတည်းဖြင့်အထက်ကိုယုံကြည်ပြီးတော်လှန်ရေးကိုရှေ့ဆန်နေခြင်းဖြစ်ကြောင်း PDF ကလေးခရိုင်အမှတ်လေးတရင်မှတမိုးကိုမုံပြည်ကပြောသည်စကိုင်းတိုင်းကလေးနှင့်တမူခရိုင်ရှိတော်လရင်တပ်ဖွဲ့များအတွက်ရန်ပုံငွေရှာဖွေမီကဘော်ညင်အောင်ကမင်းဖွင့်ဝဲခန်းနာကိုမတ်လ20ရက်ညကပြုလုပ်ခဲ့သည် အခမ်းအနားမှုဒေါက်တာဖြိုသည်ဟာကအွန်လိုင်းတွင် NUG ကိုအပြုသဘောဝေဖန်မှုများပြုလုပ်နေသည့် PDF တံမှုတို့ဖြစ်သည့်ကိုမုံပီကိုတော်လန်ရေး၌ဝေဖန်ရေးလိုအပ်တကယ်သို့အပြစ်ရှာခြင်းသို့မဟုတ်ပြည်သူစိတ်ဓာတ်ကြောင့်လှုပ်ခြင်းများရှိနေသည့်အပေါ်သုံးသပ်ပြောကြားပေးရန်မေးမြန်းချက်အားကိုမုံပီက ပြန်လည်ဖြေကြားရ၌ NUG ရန်ရအောင်ရှိ PDF ကဏ္ဍအပေါ်ပြန်လည်ဆွေးနွေးခဲ့သည် အန်ယူဂျီကိုဝေဖန်မှုများပြုလုပ်တဲ့ကဲသို့အပြုသဘောရေးသားချက်များပေါ်အန်ယူဂျီကိုဖားသည့်ဟုပြောဆိုမှုများကြောင့်ရကြောင်းကုမ္ပဏီကပြောပြသည် ျွန်တော်မဆဲခဲ့တာမဟုတ်ပါဘူး။ဖာနေရလည်းမဟုတ်ပါဘူး။အဓိကကတော့ကျွန်တော်တို့ကိုနိုင်တဲ့ကထဲထဲဝင်ဝင်အလုံးလုံးနေရတော့ကျွန်တော်တို့ဘာလုပ်နေရတယ်ဆိုတာကျွန်တော်တို့သိတယ်။ကျွန်တော်တို့ဘာလုပ်နေတယ်ကျွန်တော်တို့ဘလောက်ရွေးနေတယ်ဆိုတာကျွန်တော်တို့သိတယ်။တကယ်ကတော့အခုကျွန်တော်တို့ပြောနေတဲ့ခန္ဓာတွေဆိုတာကျွန်တော်တို့သာရန်ပုံငွေလုံလောက်တဲ့ဆိုရင်လျှို့ဝှက်တဲ့ကိစ္စတွေပါ။ဒါပေမဲ့ဒေါ်လန်ကြီးဟာလူလူအားနဲ့တောင်းနေရတဲ့ကဏ္ဍမှာအလုံးမြင်တာတော့ဟုကိုမုံပီကပြောသည် အန်ယူဂျီအစိုးရရန်တရားပဲဖြစ်ဖြစ်တော်လန်ရေးဦးဆောင်သူများတပ်ဖွဲ့အချင်းချင်းများဖြစ်ဖြစ်လူအပ်သည့်များကိုအများပြည်သူရှေးမလိုက်ပြောဆိုခြင်းထက်အတွင်းပိုင်း၌သာတော်လန်ရေးပေါ်ခြင်းအဓိကထားပြောဆိုဖြစ်ကြသောလကောက်ကဆက်ပြောသည် ကျွန်တော်ဂျန်နဲ့ကန်နာရီမပြောတတ်ဘူးကျွန်တော်မသိနားမလဲလို့ဒါပေမဲ့ PDF ကန်နာအနေနဲ့ပြောရမယ်ဆိုရင်ပြည်သူ့ကော်ရဲတမတော်ဟာကျွန်တော်တို့ရဲ့ဝန်ကြီးကျွန်တော်တို့ရဲ့စစ်ဦးစီးချုပ်ကိုယ်တိုင်ကျွန်တော်တို့နဲ့အတူမြေပြင်မှာရှိနေတယ်ဒီတစ်ခုနဲ့တင်ကျွန်တော်တို့ကတော်တော်လေးယုံကြည်အားကိုးလို့ရပြီပေါ့ဒါနဲ့ပဲကျွန်တော်တို့ PDF ကကိုယ့်ရဲ့အထက်ကိုယုံကြည်ပြီးရှေ့ဆက်နေတာဖြစ်တယ်ဟုကိုမုံပီကပြောတယ်လရှိစေရီတောင်းလန်းဒေတာများကိုတော်လိုင်းအင်အားစုများကခြုံငုံထိန်းချုပ်နိုင်ခဲ့ပြီးဟု၎င်းကသုံးသပ်ပြောသည် တောင်တန်းဒေသတွေကိုဒီပညာရေကိုအမိပြုပြီးသူတို့ရဲ့ထောက်ပံ့မှုသူတို့ရဲ့ကူညီမှုကိုအာယူပြီးတော့ကျွန်တော်တို့ရှေ့တလန်းကိုတဆင်လန်းတန်နေရဖြစ်ပါတယ်။အရင်တုန်းကပျောက်ကြားတို့လူအင်အားဆယ်ကနန်းရာကနန်းနဲ့တိုက်ပွဲဝင်နေရှေ့ဆက်မှာတော့ထောင်ပေါင်းနဲ့ချီတဲ့တိုက်ပွဲဝင်မှုတွေပြုလုပ်နိုင်မှုပြုလုပ်လဲပြုလုပ်နေနိုင်နေ။ပုံမအားကောင်းအောင်ဆိုတာကျွန်တော်တို့ပြုလုပ်နိုင်မှုအားစိတ်နေကြတာဖြစ်တယ်လို့လည်းကိုမောင်ပီကပြောသည်။ ကာကွယ်ရေးဝန်ကြီးကထိုးစစ်ကြီးတရက်ကိုအင်အားထောင်ထောင်ချီပြင်ပြလို့ကဆက်အာနာရှင်အဆုံးသက်နိုင်ရေးလှုပ်ဆောင်ရရှိကြောင်းမက်ချ်လဒုတိယဘက်တွင်တမိုးတင်နန်းတခုမိန်ကုန်း၌ထည့်သွင်းပြောကြားခဲ့သည်လက်ရှိတော်လန်စီရေးအခြေအနေများကိုတိကျစွာစူးစမ်းလေ့လာကြည့်ပါကအရန်မြင်သားကြောင့်တော်လန်ရေးသည်ဟွက်ထား၍မရပဲအလွန်ပွင့်လင်းမြင်သားကြောင့်ကိုကိုမောင်ပီကဆိုသည် တကယ်ကတော့ဒီထက်လျှော့ဝက်တင်တာတွေအများကြီးပေါ့ကျွန်တော်တို့အနေနဲ့ကတော့ NUG ရန်တရားကြီးတခုလုံးမဟုတ်ရင်တော့မှပြည်သူ့ကော်ရီတမ်တော့ NUG ရန်တရားတော့ကျွန်တော်အားလုံးနားမလဲလို့ပြောတာပါပြည်သူ့ကော်ရီတမ်တော့ PDF ဟာအရှိန်နဲ့သွားနေတယ်ရှေ့မှာပို့ပြီးတော့အားကောင်းမောင်းတန်နဲ့သွားနိုင်ဖို့အားဆိုင်နေတယ်ရုံနေတယ်မနာမနေအားဆိုင်နေတယ်ဆိုတာတော့သိကြတယ်ဒါကိုကျွန်တော်တို့လုံးဝအာမခံတယ်ဟုကိုမုံပီကပြောကြားသည် တို့ရရင်2025ပြည်ရင်ဘာဖြစ်မည်ဆိုသည့်မျှလင့်ချက်ကြီးကြီးမားမားမပြောလိုကြောင်း၎င်းကဆိုသည်ဒါပေမဲ့တေချာတာကတော့တဆင့်မီတဆင့်တရွေ့ပြီးတရွေ့သွားမယ်ဆိုတာလုံးဝတေချာတယ်ဟုကုမုံပီကပြောသည်အားနေချက်များအားမရချက်များရှိတော့လေယခုထက်ပိုအားကောင်းစူးစမ်းရမည်ဖြစ်ကြောင်း၎င်း၏ခံယူချက်ကိုပြောသည်ပြည်သူ့ကော်ရီတမ်ရော PDF နဲ့ဂျန်နစ်တိုင်းနာတပ်ဖွဲ့ရိဟာကျွန်တော်ရဲ့စစ်အရှိန်ကတော့ဘလို့မှရက်တန့်သွားစရာမရှိဘူးတရွေ့ပြီးတရွေ့ရွေးနေတယ်လို့ယုံကြည်ပါတယ်ဟုကိုမုံပြီကပြောပြသည် ယခုပြုလုပ်နေသည့်ကပေါ်ညင်အောင် campaign သည်ကလေးတမူးခရိုင်အတွင်းရှိ PDF အဖွဲ့၁၄ဝဲအတွက်ရှမ်းမုံငွေရှာဖွေခြင်းဖြစ်ကြောင်းရှင်းပြသည်ချင်းရွှေမြင့်နှင့်အိန္ဒိယနေဆက်ကြောင့်ဂျိုင်ဝမ်လွေမြင့်ဒေတာဖြစ်သောကဘောဒေတာသည် အမတ်တစ်စစ်ဒေတာ၏အရေးကြီးသည့်ဒေတာဖြစ်ပြီးရှင်းဒေတာ၌ကလေးနှင့်တမိုးမျိုးများပါဝင်ကြောင်းဝန်ကြီးဦးရင်မွန်ကလည်းပြောသည်နိုင်ငံရေးနိုင်ငံသား၏ကုန်သွယ်ရေးနှင့်စည်ရေးအရာတမိုင်းတစ်လျှောက်အရေးပါခဲ့သည့်ရင်းကဘောဒေတာကိုလွတ်မြောက်နေမည်ဖြစ်၍ဦးစားပေးဆောင်ရွက်ရန်ရှိကြောင်း၎င်းကဆိုသည် ကဘောဇိုင်ဝမ်သည်စကိုင်းတိုင်းဒေသကြီးအနောက်ပိုင်းတွင်တည်ရှိသည့်ကုန်းပြင်ဇိုင်ဝမ်တစ်ခုဖြစ်သည်အိန္ဒိယနိုင်ငံမနီပူရာပြည်နယ်နယ်နိမိတ်နှင့်အနီးကပ်စွာတည်ရှိသည်ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသအနေနဲ့လည်းဒီဒေသဒီနယ်မြေလွတ်မြောက်ရေးကိုအထူးဦးစားပေးအနေနဲ့စဉ်စားဆောင်ရွက်နေရလေရှိတယ်လို့ပြောရပါမယ်ဟုဥယျာဉ်မွန်ကဆိုသည်။ တော်လန်ရေးစောပိုင်းကလေးကကဝေးဝင်ကြီးဌာနနဲ့မဟာမိတ်တိုင်းသာတော်လန်ရေးဖွဲ့များဖြစ်သောကချင် KIA ချင်း CNF CNA ကရင်နီ KNBB KA ABSDF တို့ပါဝင်သောဗဟုကုကဲရေးနှင့်ပေါင်းဆက်ညီနာရေးကော်မတီ C3CE သဘောတူညီဆုံးဖြတ်ချက်အရအမတ်စ်စစ်ဒေတာကို2021နှစ်လပိုင်းကစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုရှင်းပြသည် ကလေးခရိုင်နဲ့တမိုးခရိုင်တို့ကလုံးနဲ့နေမြေဆိုးမှုထိန်းချုပ်မှုကို PDF တက်မတော်ကတေကထားယူကြကြောင်းစစ်ကောင်စီလုံးဝကင်းစင်ခြင်းမရှိသေးတော့လေတနေ့လုံးကို PDF များထိန်းချုပ်ထားသည်ဟုခောက်ရွေးဝင်ကြီးကရှင်းပြသည် PDF ကလေးခရိုင်အမှတ်လေးတရင်တံမှုကိုမုံပြီးရှင်းပြချက်တွင်လည်း PDF နှင့်ပကဖပလဖဒေသခေါရီတပ်ဖွဲ့များတိုင်းသာတော်လေးတပ်များအတူတူကတိုက်ပွဲဝင်နေကြသည့်လက်နက်ကင်တော်လန်ရေးသည့်အရှိန်ကုန်တဖြည်းဖြည်းမြင့်တဲ့မြင်လာသည်ဟုအသိပေးသည်ရခိုင်ကလက်နက်ဆယ်ကနန်းဖြင့်ပျောက်ကြားတိုက်ပွဲများဝင်ခဲ့ကြရတော့လေပြီးခဲ့သည့်နှစ်နှစ်တာအတွင်းလူအင်အားရာကနန်းအချို့အုံပြုပြီးရန်သူစခန်းအချို့ကိုသိမ်းနိုင်ခဲ့ကိုကုမုံပီကပြောသည် ဒါပြည်နယ်ဒေသတွေမှာဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ပေမယ့်2021မှာစပြီးပြန်တော်လှန်ရတဲ့ပြည်မဒေသ၊မြေပြန်ဒေသ၊လွင်ပြင်ဒေသတွေအတွက်ဆိုရင်တော့အဆင်ပြေပြောင်းလဲတိုးတက်မှုပဲဖြစ်တယ်။ပြီးခဲ့တဲ့တစ်နှစ်တာကာလလောက်ကစပြီးအထူးသဖြင့်စကိုင်းနိုင်မတ်တစ်စစ်ဒေသနဲ့ရှမ်းမြောက်ကိုအခြေပြုတဲ့မန္တလေးတိုင်းအတွင်းမှာဆိုရင်လူအင်အားထောင်နေကြီးလက်နက်အင်အားထောင်နေကြီးပါဝင်တဲ့မြို့သိမ်းတိုက်ပွဲကြီးတွေကိုစစ်နေဝန်တွေကိုသိမ်းပိုင်နိုင်တဲ့တိုက်ပွဲကြီးတွေကိုကျွန်တော်တို့စတင်ပေါ်ဆောင်နိုင်ခဲ့တယ်။ဒါတွေကကျွန်တော်တို့တော်လှန်ရေးရဲ့ ဆင့်ဆင့်တိုးတက်ပြောင်းလဲမှုဖြစ်ပါတယ်ဟုကိုမောင်ပေကပြောသည်၂025တွင်လည်းမြေပြန့်လွင်ပြင်ဒေသ၌လည်းရှမ်းသူကိုပျောက်ကြားတိုက်ခိုက်နိုင်ရုံသာမကစစ်ကြောင်းလိုက်ဖြုတ်နိုင်သည့်ဖြစ်စဉ်များမကြာခဏမြင်တွေ့ရသည်မှာအလုံးအသေးပင်ဖြစ်ပြီးမြမပြည်တောင်ဘက်ချမ်း၌လည်းစစ်တောင်းမြစ်ကိုကျော်လွန်ပြီးရှမ်းသူစခန်း၅ခု၆ခုကိုတပြိုင်တည်းစီးနင်းတိုက်ခိုက်နိုင်သည့်အနေအထားမြင်တွေ့ရပြီးဖြစ်ကြောင်း၎င်းကပြောသည် တချိန်တည်း၌ရခိုင်ရုံးမကိုကျော်ပြီးမကွေးတိုင်းနယ်၌ထိမှန်မထားသည့်တိုက်ခိုက်မှုများပေါ်ဆောင်နိုင်နေပြီဖြစ်ကြောင်းလည်းတမူးခရိုင်အမှတ်လေးတရင်မှတမူးကပြောဆိုသည်ဆလဘီဇွဲကပင်တောင်တော်မီလောင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်ကရင်ပြည်နယ်ဗအံမြို့မှနမေကျော်ဇွဲကပင်တောင်းနေမတ်လ23ရက်ညနေမှာစာရွက်တော်မီလောင်ကျွမ်းမီညာတီဆက်လောင်နေသည်ဇွဲကပင်တောင်းမှဝိဆာညီနောင်နဲ့နော်လဘူရှိုးရဲမှညနေ3နာရီခန့်တွင်စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်းဒေသခံတို့ကပြောသည် အခုထိလောင်နေတဲ့မီးပိုများလာတဲ့တောင်ပေါ်ကိုဖုံးဆက်တာလည်းမရဘူးဖြစ်နေတယ်။အဝေးကလမ်းမြင်ရတာကြောက်စရာပဲဟုရင်းဒေသခံကပြောသည်။ဒေသခံကလူမှုကွန်ရက်တွင်တင်ထားသည့်ဓာတ်ပုံတိုင်းတောမီမှမီးများနေသည်ကိုတွေ့ရသည်။ဆွေကပင်တောင်သည်2382ပြည်အမြင်ရှိပြီးခီးသွားများအများပြားလာရောက်လေလာလည်ပတ်သည့်နေရာဖြစ်သည်။နှင်းစင်တောမီလောင်ကျွမ်းလေးရှိပြီးယခုမီးလောင်ကျွမ်းမှုသည်ဆိုးဝါးနေသည်ဟုဒေသခံတို့ကပြောသည်။ ညနေ3:00နာရီခန့်မှာစတင်လောင်းကျွမ်းခြင်းဖြစ်တော့လေမတ်လ23ရက်ည9:00နာရီခန့်အထိမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။တောင်ပေါ်ရင်တောင်တက်ခီသွားချိုရှိနေပြီ၎င်းတို့ရဲ့အခြေအနေကိုမသိရသေးကြောင်းဒေသခံတို့ကပြောသည်။ရှိခိုးဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့လေးမျက်နှာမျိုးနဲ့မှစပေးရှောင်နေသည့်ဒေတာကံများပြန်မလာပါကနေအိမ်များကိုချိတ်ပိတ်မျိုးစစ်ကောင်စီချင်းချောက်ဆိုတဲ့တဲ့ရင်ဖြစ်ပါရဲ့ရှင်။ အေရရီတိုင်းဟင်္ဒရာခရိုင်လေမျက်နာမြို့နယ်နဲ့ရုံမအဆက်တွင်ထိတွေ့တိုက်ပွဲများပြင်းထန်နေသည့်အတွက်စစ်ဘေးရှောင်နေသည့်ဒေသခံများကိုပြန်မလာပါကနေအိမ်များချိတ်ပိတ်မြို့ဟုစစ်ကောင်စီကချိန်ချောင်းနေသောဒေသခံများတံငါသေးရသည်တိုက်ပွဲမဖြစ်ပွားသေးသည့်ကျေးရွာအုပ်စုများတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်လာပြီးဘာသာရေးအဆောက်အဦများနှင့်လူနေအိမ်များအတွင်သို့ဝင်ရောက်နေထိုင်မှုကြောင့်ဒေသခံများရှောင်တိန်ထွက်ပြေးနေရကြောင်းသိရသည်။ လူမရှိတဲ့နေအိမ်တွေမှာသူတို့တက်နေကြတော့စစ်ပြစ်လာရင်သူတို့အကာအကွယ်မဲမှဆိုလို့ဆိုပြီးအစည်းအဝေးခေါ်ပြီးဒေသခံတွေကိုပြန်ခေါ်နေတယ်ဟုလေးမျက်နှာမျိုးကန်တို့က AR time ကိုပြောသည်ပြီးခဲ့သည့်မတ်လ20ရက်နေ့ကစစ်ကောင်စီတပ်သားများမှအစည်းအဝေးပြုလုပ်ပြီးနေအိမ်ဆုံးခွာထွက်ပြေးသူများပြန်မလာပါကနေအိမ်များကိုချိတ်ပိတ်မိဟုချိန်ချောင်းရင်အုတ်ချုပ်ရေးပိုင်းကိုဖိအားပေးထားကြောင်းဒေသခံများထံမှသိရသည်ဆက်ဆက်ရုတ်ချင်းလေတုံးတုံးရွာဘက်တွင်တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလေကြောင်းမှပုံကျဲခြင်းဖြင့် drone ပုံများဖြင့်မှအပြင်းထန်တိုက်ခိုက်နေသည်ဟုဒေသခံများကဆိုသည် အမြောက်တန်းအမတ344နှစ်ဝန်းကျင်ရွာများမှလည်းဒေသခံများစစ်ဘေးရှောင်နေရကစစ်ကောင်စီကဒေသခံများကိုနေအိမ်များတွင်ပြန်လည်နေထိုင်ကြရန်ဖိအားပေးလျက်ရှိသည်စစ်ကောင်စီတပ်ဖွဲ့များသည်တိုက်ပွဲပြင်းထန်လာသည့်ရွာနေများတွင်တက်ဆွဲကဒေသခံများကိုပြန်လည်ခေါ်ယူခြင်းစစ်မှုထမ်းဟောင်းများပြည်သူစစ်များစိုက်ပျိုးရေးမွေးမြူရေးဘက်မှစစ်ကောင်စီတပ်သားများကိုပါရှေ့တန်းပို့ဆောင်ရသည့်အထိစစ်ရှုံးနေနေကြောင်းတပ်သရင်ရင်းမြစ်တမ်းမှသိရှိရပါသည်ရှင်